င်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့ဇွန်လ25ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်မကတော့အင်ချူမေပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အင်အားအပြည့်တင်ဆောင်လာတဲ့စစ်ကောင်စီတပ်ရင်းနှန်းတိုက်ခိုက်ခံရပြီးထိခိုက်ဒေဆုံးမှုတွေရှိတဲ့သတင်းထပ်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လိုင်းရေးပူပေါင်းအဖွဲ့တွေကလိုက်လံရှင်းလင်းစီတိုက်ရင်းမှုပါဝင်52ဦးထိုင်းဘက်ကိုထွက်ပြေးတဲ့သတင်း စစ်ကောင်စီကစစ်ကြောင်းထိုးပြီးဒေသခံပြည်သူရှစ်ဦးကိုဖမ်းဆီးသွားတဲ့တွင်အချောက်သား73ဦးထွက်ပြေးသွားလို့ဝမှုထိန်လင်းနေအဖွဲ့ကတာဝန်ကျရဲတွေကိုရိုက်နှံစစ်ဆေးရာရဲတပ်ချက်2ဦးသေဆုံးတဲ့တွင်မကွေးဒေသပညာရေးနီလာခံကြက်ရောက်လို့ဂိုင်းကောမြို့နယ်ကစီဒီယန်ကျောင်းဆရာတဦးချင်းချောက်ခံရတဲ့တွင်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့အသက်60အရွယ်မျိုးသမီးတအူးထံရရရှိခဲ့ပြီးဒိန်းအိမ်တစ်လုံးပျက်စီးရတဲ့တွင် TNL တပ်ဖွဲ့ဝင်တွေထမင်းဆိုင်မှာထမင်းဝင်စားနေတယ်ဆိုတဲ့သတင်းပေးမှုကြောင့်စစ်ကောင်စီကလေနဲ့ဘုံကျဲတိုက်ခိုက်တဲ့သတင်းစစ်ဆိုရလက်ထက်တိဆောက်ခဲ့တဲ့ရန်ကုန်နေပြီးတော့အ мян လန်းပျက်စီးမှုတွေဖြစ်ပေါ်နေတဲ့သတင်းအစ္စရေးအီရန်အပြစ်ရရဲ့အခြေအနေမရေရာ မသေးချာသေးတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင် ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အင်အားအပြည့်တင်ဆောင်လာတဲ့စစ်ကောင်စီတပ်ရင်းနှီးတိုက်ခိုက်ခံရပြီးထိခိုက်ဒေဆုံးမှုတွေရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းမြိတ်မြို့နယ်မှာဇွန်လ24ရက်နေ့နေ့လယ်2နာရီဝန်းကျင်ခန့်ကစစ်ကောင်စီတပ်ရင်းနှီးတိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖမြိတ်ကထုတ်ပြန်ထားပါတယ်။မြိတ်မြို့ဘက်မှာအင်အားအပြည့်တင်ဆောင်လာတဲ့စစ်ကောင်စီတပ်ရင်းနှီးကိုရန်ပုံရွာအနီးမှာတော်လိုင်းရိတ်တပ်ဖွဲ့တွေကမိုင်းဆွဲကာ လက်နက်ငယ်တွေနဲ့ပြစ်ထတ်တိုက်ခိုက်ခဲ့တယ်လို့မြိတ်ပြည်သူကာကွယ်ရေးဖွဲ့ပါကာဖာမြိတ်ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြိတ်မျိုးနဲ့ပြည်သူကာကွယ်ရေးဖွဲ့ပါကာဖာဘိုးကရင်တပ်ဖွဲ့တနင်္သာရီပါကာဖာစုံသုံးတို့မှပူးပေါင်းတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတွေဘက်ကထိခိုက်သေးဆုံးမှုခြေနေကိုတော့ဆက်လက်ဆောင်ဆန်းနေဆက်ဖြစ်တယ်လို့သိရှိရပါတယ်။စီဟာနာတိမ်ပြည့်ရဲ့နောက်မှာတနင်္သာရီတိုင်းအတွင်းရှိမြို့နယ်တချို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကပြည်သူတွေကိုပြစ်မှတ်ထားကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတာကြောင့်ဒေသခံပြည်သူများပြားထိခိုက်သေးဆုံးမှုတွေရှိတယ်လို့နေအိမ်မိလောင်ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့က956တန်ရင်းမှထွက်လာတဲ့အင်အားတရာကျော်ကန်းပါစစ်ကောင်စီစစ်ကြောင်းကိုရမ်းဖို့ရွာအရောက်မှာတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့သိရပြီးဇွန်လ18ရက်နေ့မှာလည်းရန်ပိုရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘိုးကရင်တပ်ဖွဲ့ KNL တရင်ဆက်တင်နဲ့မြိတ်ပါကပါအဖွဲ့တို့ကပူပေါင်းပြီးတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထပ်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လန်ရေးပူပေါင်းအဖွဲ့တွေကလိုက်လံရှင်းလင်းစဉ်တရင်မှုပါဝင်52ဦးထိုင်းဘက်ကိုထွက်ပြေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့မှာ KNL နဲ့ပူပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ထိကပလဲစခန်းကနေဆော့ဖွာထွက်ပြေးကြတဲ့တိုင်ရင်မှုပါဝင်တပ်ဖွဲ့ဝင်60ကိုတော်လိုင်းရေးပူပေါင်းအဖွဲ့ကလိုက်လံရှင်းလင်းစဉ်14ဦးသေဆုံးခဲ့ပြီး4ဦးအရှင်ဖမ်းမိခဲ့ကြတိုင်ရင်မှုပါဝင်52ဦးကတော့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြောင်းစီးရေးသတင်းရင်းမြစ်ထံကသိရပါဗျ။ထိကပလဲကနေဆော့ဖွာထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေက ထိုင်းဘက်ကိုကူးလို့မရအောင်ပိတ်ဆို့ပြီးတိုက်ခိုက်ခဲ့တာဖြစ်တာကြောင့် အခုလိုအကြဆုံးများခဲ့ပြီးမှထိုင်းဘက်ကိုကူးသွားနိုင်ခဲ့တာလို့သိရပါဗျ။လက်တလောထိကပလဲကဆုတ်ခွာထွက်ပြေးကြတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးစီရီယံဗိုလ်မှူးဆွေတော်ကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ထိကပလဲကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးနေကြသလိုဂျန်နဲ့ဝေါ်လီနဲ့ဥက္ကရဋ္ဌစကန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းပြေးဖို့ပြင်နေတဲ့အနေအထားမှာရှိနေတယ်လို့သိရပါဗျ။ထွက်ပြေးလာတဲ့သူတွေကိုထိုင်းဘက်ကမြောက်ရီကိုလွှဲလိုက်မယ်။တရင်မှုကတော့အေးအေးယူအချုပ်ချတာခံရမယ်။ ကျန်တဲ့အခြားအဆင့်တွေကိုပြန်စုဖွဲ့ပြီးအင်အားဖြစ်မယ်ထင်တယ်။ဥက္ကဋ္ဌစခန်းကိုလည်းတော်လိုင်းရေးဘက်ကတိုက်ဖို့ပြင်ဆင်နေပြီးထိုင်းဘက်ကဂျမ်ဘာတွေကြောင့် drone တပ်ဖို့အခက်အခဲရှိနေတယ်လို့သိရပါတယ်လို့မြို့တော်ကပြောပါရယ်။ KNU အနေနဲ့မာနယ်ပလော့ဌာနချုပ်ကဆုတ်ခွာရပြီးနောက်ထိကပလဲစခန်းကို1995ခုနှစ်မေလကစတင်ကဌာနချုပ်အဖြစ်ပြောင်းရွှေ့တည်ထောင်ခဲ့ရာနှစ်နှစ်မပြည့်မီ1998ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကတိုက်ခိုက်သိမ်းပိုက်ခြင်းခံရတာလို့ဖော်ပြထားပါရယ်။ အဲ့ဒီစခန်းကို28နှစ်ကြာ2025ခုနှစ်ဇွန်22ရက်မှာပြန်လည်ရယူနိုင်ခဲ့တာလို့ KNU ကဖော်ပြထားတာကိုတွေ့ရပါတယ်။ထိကပလဲစခန်းကိုတင်ပိုက်နိုင်ပြီဖြစ်လို့ညရီမြို့နယ်မြန်မာထိုင်းနယ်စပ်တစ်လျှောက်မှာဝေါ်လီဗျူဟာဥက္ကဋ္ဌစခန်းနဲ့တီးတဲလေကာကင်းစခန်းတို့သာကျန်းခဲ့တော့တာဖြစ်ကြောင်းသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကစစ်ကြောင်းထိုးပြီးဒေသခံပြည်သူရှစ်ဦးကိုဖမ်းဆီးသွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းပွင့်ဖြူမြို့နယ်အနောက်ဘက်ခြမ်းရှိကျေးရွာတွေကိုဇွန်လ23ရက်နေ့ကစစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်လာပြီးဒေသခံပြည်သူရှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့စုံစမ်းသိရှိရပါတယ်။ပွင့်ဖြူမြို့နယ်အတွင်းရှိထူပောက်အင်းကုန်းမရဲကျေးရွာတွေကိုအာဏာသိမ်းစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီးအဆိုပါကျေးရွာတွေကဒေသခံပြည်သူတွေကိုဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဘာသတင်းရထားလို့လဲမသိဘူး။23ရက်နေ့မနက်ပိုင်းကလေးကမြင်းနေရတာ။ စစ်ကောင်စီဘက်ကလူဝင်ရမနေဘူး။ရွာတွေထဲဝင်မွေတာပြည်သူတွေဖမ်းသွားတာလည်း ရှိတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါရယ်။စစ်ကောင်စီစစ်ကြောင်းကမရဲရာတွေကနေအိမ်တွေအတွင်းမှာကြံရှိနေတဲ့အဖိုးတံပစ္စည်းတွေကိုယူဆောင်သွားပြီးအင်းကုန်းရွာကပြည်သူ9ဦးနဲ့မရဲရွာကပြည်သူ2ဦးစုစုပေါင်း7ဦးကိုဖမ်းဆီးထားတာဖြစ်တဲ့အပြင် ခုချိန်ထိအဆက်အသွယ်မရသေးဘူးလို့သိရပါရယ်။မရဲရာတွေကနေအိမ်တွေကအဖိုးတံပစ္စည်းတွေယူသွားကြတာရှိတယ်။ဖမ်းထားတဲ့7ဦးရဲ့သတင်းကိုခုချိန်ထိမကြားရသေးဘူးလို့ ေသခံမျိုးသမီးတို့ကမြို့တော်ကိုပြောပါရယ်ဇွန်လလလယ်ပိုင်းကလေးကစစ်ကောင်ကြီးကကွင်းဖြူမျိုးနဲ့ရဲ့အနောက်ဘက်ခြမ်းကိုစစ်ကြောင်းတို့ဝင်ရောက်လာခဲ့ပြီးပြည်သူပိုင်နေအိမ်တွေကပစ္စည်းတွေကိုယူဆောင်တာတွေနဲ့လူငယ်တွေကိုဖမ်းဆီးနေတာတွေပြုလုပ်နေတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေထံကသိရပါရယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အချုပ်သား73ဦးထွက်ပြေးသွားလို့ဘုံမူးထိန်လင်းရဲ့အဖွဲ့ကတာဝန်ကျရဲတွေကိုရိုက်နှက်စစ်ဆေးရာ ရဲတပ်ချက်နှစ်ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းထီလင်းမြို့ပေါ်ရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားတဲ့အချုပ်သား73ဦးဟာဇွန်လ18ရက်နေ့ကထွက်ပြေးလွတ်မြောက်သွားတာကြောင့်အချုပ်ခန်းတာဝန်ကျရဲတွေကိုစစ်သားတွေကဖမ်းဆီးရိုက်နှက်ရာနှစ်ဦးသေဆုံးသွားတယ်လို့မြို့တော်ကသိရှိရပါတယ်။အချုပ်သား73ဦးထွက်ပြေးလွတ်မြောက်သွားတာကြောင့်ခိုင်ကောင်းမြို့နယ်ခလာရ90မှာထိုင်နေတမ89ခွန်ကဖြူဟာမှုဘုံမူကြီးလာမျိုးထုတ်ရညွန်ကြားချက်နဲ့ထီလင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ။ပုံမူးထင်လေးနဲ့အဖွဲကတာဝန်ကျတပ်သားတွေကိုညှာရင်းချင်းဖမ်းဆီးပြီးနောက်တနေ့မှာပဲရဲတပ်ချက်နှစ်ဦးသေဆုံးသွားတယ်လို့မြို့တော်ရဲ့သတင်းမြစ်တွေထံကသိရှိရပါတယ်။အချုပ်သားတွေထပ်ပြေးသွားရတာတာဝန်ကျတပ်သားတွေကူညီလို့ဖြစ်ရတာဆိုပြီးသူတို့ကိုရိုက်တယ်။ဖမ်းခံရတာက9ယောက်ကျော်တယ်။ရိုက်နှက်ခံရပြီးတေသွားတာကရဲတပ်ချက်၂ယောက်ပါလို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတဦးကမြို့တော်ကိုပြောပါရယ်။လက်ရှိအချိန်အထိရဲတပ်သား၄ဦးကိုလည်းဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး စစ်ဆေးတာတွေလှုပ်ဆောင်နေသလိုတိုက်နှက်တာတွေလည်းဆက်လက်လှုပ်ဆောင်နေရလို့သိရှိရပါတယ်။ဒါ့အပြင်ထီလင်းမျိုးဘော်ကစစ်ကောင်စီလက်အောက်ခံတွေဟာအချုပ်ဖမ်းကနေထွက်ပြေးသွားသူတွေကိုလိုက်လံဖမ်းဆီးရာမျိုးလှုပ်ဆောင်တာမရှိပဲရဲတပ်သားအဆောက်အအုံကိုသာဖမ်းဆီးရိုက်နှက်တာဖြစ်တယ်လို့သိရှိရပါတယ်။ထွက်ပြေးလွတ်မြောက်သွားသူ73ဦးဟာနိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့သူတွေပါတယ်လို့2022ခုနှစ်ကတည်းကဖမ်းဆီးခံရသူတွေလည်းပါတယ်လို့သိရှိရပြီးလက်ရှိအချိန်အထိလည်းထီလင်းမျိုးပေါ်မှာ ဆက်လက်ဖမ်းဆီးခံရသူတွေလည်းရှိနေဆဲဖြစ်တယ်လို့သိရှိရပါတယ်။ဇွန်လ18ရက်နေ့ကထီလင်းမြို့ပေါ်ရှိ DS ခန်းကနေထွက်ပြေးလာသူ73ဦးနဲ့ဆန္ဒဦးသာလွတ်မြောက်ခဲ့ပြီးကြံတအူးကတော့စစ်ကောင်စီထောင်ထားတဲ့မိုင်းနှင်းမီလို့အသက်ဆုံးရှုံးခဲ့ရတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးဒေသပညာရေးမြလာခံတက်ရောက်လို့ဂန်ကောင်းမြို့နယ်ကစီရီယန်ကျောင်းဆရာတအူးချင်းချောက်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးဒေသအတွင်းရှိပညာရေးအစုအဖွဲ့ပေါင်းစုံပါဝင်တဲ့မကွေးပညာရေးညီလာခံကိုတက်ရောက်လို့ဆိုပြီးပညာရေးညီလာခံရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ဇွန်လ24ရက်နေ့မှာဂန်ကောကစီဒီယန်ကျောင်းဆရာတအူးကျေးရွာပါအဖပါကဖရဲ့ချင်းကြောက်ဆောင်ကြီးချင်းခံရတယ်လို့မြို့တော်မှာစုံစမ်းသိရှိရပါတယ်။မကွေးပညာရေးညီလာခံမကျင်းပခင်ကတည်းကညီလာခံကိုမတက်ရောက်ဖို့ဂန်ကောမြို့နယ်ပညာရေးဘုတ်ခွဲတာဝန်ခံတားမြစ်ခဲ့သေးတယ်လို့သိရှိရပြီးညီလာခံတက်ရောက်ခဲ့စဉ်မှာတော့ ဒန်ကောင်းမျိုးနယ်ကစီရီယန်တောင်းစီယာကိုစလဲတယောက်ကိုအနီးကပ်စောင့်ကြည့်ရာတွေပြုလုပ်ခဲ့တဲ့အပြင်အဆိုပါညီလာခံကိုမတက်ရောက်ကိုအတင်းအကျပ်ဖိအားပေးခြင်းတွေပါခံခဲ့ရတယ်လို့ညီလာခံမှာပါဝင်တဲ့ကိုစလဲရီစီကနေတစင်သိရှိရပါတယ်။ညီလာခံတက်နေတော့အဲ့ဒီစီယာစကားပြောနေရကနေချက်ချင်းရက်သွားတာ။နောက်မှချင်းချောက်စောင့်ကြည့်ရာတွေလုပ်နေလို့အခုလိုဖြစ်နေရတာလို့သိရတယ်။ဘလောက်ချင်းချောက်ခံရလဲဆိုရင် စကားပြောတံမှာတော့ငိုတံတွေပါလာတယ်လို့ညီလာခံတက်ရောက်တဲ့ကိုစလဲတအူးကမြို့တော်ကိုပြောပါတယ်။ မကွေးပညာရေးညီလာခံကိုဇွန်လ22ရက်နေ့ကနေ24ရက်နေ့အထိမကွေးဒေသအတွင်းက NUG ပညာရေးဖော်ဆောင်ရမှာအခက်အခဲတွေကိုဖြေရှင်းဖို့ဂျားကာလာယာယီတက္ကသိုလ်ကောင်စီများမြို့နယ်ပညာရေးဘုတ်အဖွဲ့များအရက်ဖက်ပညာရေးဖွဲ့စည်းများကျောင်းသားတက်မကများဆရာတက်မကများအခြေခံအစင်းမြင့်တက်မွေဆရာအသက်တင်စတဲ့ပညာရေးခန္ဓာအသီးသီးကစီဒီယန်ဆရာဆရာမများဗိုလန်တီးယားဆရာဆရာမများတိုင်းရင်းသားလူမျိုးစုများပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စတဲ့အလွာအသီးသီးကကိုစလဲများနဲ့နီလာကန်ကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။မကွေးဒေသအတွင်းကကျောင်းသားတမကတပ်ပေါင်းစု မကွေးကလည်းအခုလိုချင်းချောက်ခံရမှုပေါ့ပြညာချက်တစ်စောင်ထုတ်ပြန်ထားပြီးအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာန Federal Democracy ပညာရေးပေါင်းစပ်ညီနာရေးကော်မတီဂျားကာလာပညာရေးကောင်စီတို့အနေနဲ့ယခုဖြစ်စဉ်ပေါ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးကျူးလွန်ခံရသူပေါ်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကာကွယ်စောင့်ရှောက်မှုပြေဝပေးရန်နဲ့ ပါဝင်ကျူးလွန်ခဲ့သူတွေကိုထိုက်တဲ့နဲ့အေးအေးယူဆောင်ရွက်မှုများပြုလုပ်ရန်တိုက်တွန်းလို့ဆော်ထားပြီးအဲ့လိုမှမဟုတ်ရင်ပညာရေးဆိုင်ရာမူဝါဒချမှတ်မှုစီမံခန့်ခွဲမှုဖန်ကဏ္ဍတို့မှာတော်လန်ရေးကာလတလျှောက်ဆက်လက်ဆောင်ရွက်ရန်မတင်တော့ကြောင်းသတိပေးထားပါရယ်အဆိုပါဂန်ကောမျိုးနယ်ကကိုစလဲတအူးကိုချင်းကြောက်တာမျိုးဟာလူ့ခွင့်ရေးကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်ပြီးလက်တွေ့မြေပြင်မှာလည်းဘုတ်ခွဲရဲ့အာနာရှင်ဆန်တဲ့လောက်ရက်တွေကိုညင်ကြွေးရတာရှိတယ်လို့ဒေသခံဆရာဆရာမတွေကလည်းသိရှိရပါရယ် ကန်ကောမျိုးနဲ့ပညာရေးဘုတ်ခွဲနဲ့ရေသချိုမျိုးနဲ့ပညာရေးဘုတ်ခွဲကမကွေးပညာရေးနီလာခံကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိပဲဥဆောင်မီကန်ကွက်ခရလို့သိရှိရပြီးအဲဒီမှာကျန်တဲ့မျိုးနယ်ပညာရေးဘုတ်ခွဲတွေကဘာမှမသိပဲကန်ကွက်တဲ့အထက်မှာပါခဲ့ရတာလို့နီလာခံကိုတက်ရောက်လာတဲ့မျိုးနယ်ပညာရေးဘုတ်ခွဲတစ်ခုစီကနေသိရှိရပါတယ်နီလာခံကျင်းပရာမှာလည်းဘုတ်ခွဲကမတက်ခိုင်းတာရောနီလာခံပြုလုပ်နေတာကိုသတင်းအမှောင်ချထားတာရောကြောင့်နီလာခံကိုတက်ချင်ပေမဲ့မြေပြင်ကဆရာဆရာမတွေအများစုက မတက်ရလိုက်ရဘူးလို့သိရှိရပါတယ်။မကွေးသေးတာအတွင်းလက်တွေ့မြေပြင်ပညာရေးဖော်ဆောင်ကြရမှာလဲဖတ်ထရရဲ့အနှစ်သာရမဟုတ်ပဲအာနာရှင်လောက်ရဲ့လူမျိုးနဲ့မြို့နယ်ဘုတ်အဖွဲ့တွေရဲ့လှုပ်ဆဲခြင်းနဲ့ပုံစံအတိုင်းလှုပ်ဆောင်နေရပြီးအကောင့်ထဲပေါ်ဆောင်ရွက်နေရတာတွေပါရှိပါတယ်လို့မြို့တော်မှာစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အသက်60အရွယ်မျိုးသမီးတဦးဒဏ်ရာရရှိခဲ့ပြီးနေအိမ်တစ်လုံးပျက်စီးရတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းကံကောမြို့ပေါ်ရှိခလာရ90ကနေဒီကနေ့ဇွန်လ25ရက်နေ့နေ့လယ်12နာရီမိနစ်40ဝန်းကျင်ချိန်မှာ120မမလက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့လို့အနောက်ကံကောကြီးရွာက နေအိမ်တစ်လုံးပျက်စီးသွားပြီးအသက်60အရွယ်မျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကသိရှိရပါတယ်။ခလာရ90ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးတစ်လုံးဟာ အနောက်ကန်ကောကြေးရွာအတွင်းကနေအိမ်ဝင်းတစ်ခုအတွင်းကိုကြားရပောက်ကွဲခဲ့တာဖြစ်ပြီးနေအိမ်တစ်ချမ်းလုံးပျက်စီးခဲ့တယ်လို့သိရှိရကအနီးနားကအမျိုးသမီးတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရှိရပါတယ်။အိမ်ကတော့ပျက်စီးရထားဖို့အိမ်မကြီးကနေဘေးကို ထုတ်ထားတဲ့အဆောင်တစ်ခုပြတ်သွားတာပါ။ခြေထောက်မှာထိထားတဲ့ဘွားကတော့ဒဏ်ရာများတယ်ခြေထောက်ဖျက်ရမယ်လို့လဲကြားတယ်လို့ဒေသခံမျိုးသမီးတအူကမြို့တော်ကိုပြောပါတယ်။အဆိုပါလက်နက်ကြီးကြောင့်ထိခိုက်သူမျိုးသမီးကို စစ်ကောင်စီလက်အောက်ခံတွေကဂံကောမျိုးပေါ်ကစေယုံကိုတက်ရောက်ကူသားဝင်ပေးတဲ့အပြင်ထောက်ပံ့ငွေကြေးလည်းပေးခဲ့တယ်လို့သိရှိရပါတယ်။ခလာရ90ကဖြူဟာမူလာမျိုးထွက်ကတော်လိုင်းအင်အားစုတွေလှုပ်ရှားမှုရှိလို့လက်နက်ကြီးပစ်ခတ်တာလို့ဆိုရှယ်မီဒီယာပေါ်မှာတင်ထားခဲ့ပေမဲ့လက်နက်ကြီးကြောက်ရောက်ပောက်ကွဲခဲ့တဲ့နေရာကပြည်သူတွေကြီးနေထိုင်တဲ့နေရာဖြစ်တယ်လို့ဒေသခံတွေကသိရှိရပါတယ်။အလားတူဇွန်လ21ရက်နေ့ညကလည်းဂံကောခလာရ90ကနေလက်နက်ကြီးဆယ်လုံးခန့်ရန်တမ်းပစ်ခတ်ခဲ့ပြီး ကြီးပြားရွာအနီးအနားတွေကိုကြားရပောက်ခွဲခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်ဂန်ဂောခလာရ90ကနေညအချိန်မတော်စစ်ကြောင်းထွက်ပြီးအနီးအနားကျေးရွာတွေကို ဝင်းစင်းနေတတ်တာကြောင့်ညို့အနီးအနားရွာတွေကပြည်သူတွေဟာညအချိန်မှာရက်ရွာနဲ့မအိပ်ရဲကြပဲနီးစပ်ရွာကျေးရွာတွေဘက်ကို သွားရောက်ညအိပ်ခဲ့ရတယ်လို့ဒေသရင်းသတင်းမြစ်တွေထံကသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ TNL တပ်ဖွဲ့ဝင်တွေ ထမင်းဆိုင်မှာထမင်းဝင်စားနေတယ်ဆိုတဲ့သတင်းပေးမှုကြောင့်စစ်ကောင်စီကလေရင်နဲ့ပုံကျဲတိုက်ခတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကာကွင်းကြီးနားကိုစစ်ကောင်စီကဇွန်လ24ရက်နေ့ညနေ9နာရီအချိန်ကလေကြောင်းကနေ Jet Fighter နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရကြောင်းဒေသခံပြည်သူ၄ဦးသေဆုံးပြီး10ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ရက်ကွက်3နဲ့ရက်ကွက်9တို့အပေါ်ကျဲသွားတာဘူတာတိုက်တန်းဖက်ကြရယ်။အောက်ယုံတိုက်တန်းတော့ဘာမှမဖြစ်ဘူး စံပြထမင်းဆိုင်တက်တဲ့နဲ့လိုင်စေးုံနာကြသွားတယ်။စံပြထမင်းဆိုင်မှာတော့လူတွေသေးတယ်။လေးယောက်သေးဆုံးပြီး10ဦးကျော်ဒဏ်ရာရတယ်။ကြွမနိုင်ကြီးမိနဲ့ရှို့တာ။တကယ်ကနောင်ချိုမြေပြင်အခြေအနေမကောင်းလို့လေ။သူတို့ဘက်ကအထက်ကအကြရှုံးများနေတာ။အဲ့ဒါကြောင့်လေချောင်းနဲ့ဖိတိုက်နေတာလို့ကြောင်မဲဒေသခံတဦးကမြို့တော်ကိုပြောပါရယ်။အဆိုပါဘုံကျဲလေးဟာမိထီလာရှမ်းတဲလေတက်မှတက်လာတာဖြစ်ပြီး FTC နှတောင်ကြီးဖိုက်တာချက်ဖြစ်တယ်လို့ Nationwide Air Scout ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ပြောနေကြတာတော့ TNL တပ်ဖွဲ့ဝင်တွေထမင်းဆိုင်မှာဝင်စားနေကြောင်းဒလန်ကသတင်းပေးလို့ဖုံးကျဲသွားတာပြောတယ်။စံပြထမင်းဆိုင်ကတာမီနီယောက်ကပွဲချင်းပြီးဆုံးသွားပါတယ်။ထမင်းဆိုင်ကဆုံးသွားတဲ့အမိုင်ညီမကလက်တစ်ဖက်ပြတ်သွားတယ်။နောက်ထပ်နှစ်ယောက်လည်းဆုံးသွားတယ်။ဒဏ်ရာရတာကစုစုပေါင်း၁၀ယောက်ကျော်ရဲ့လို့ကြောင်မဲဒေသခံတဦးကမြို့တော်ကိုပြောပါတယ်။ကြောင်မဲမြို့ဟာ TNL တိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီး တက်တလောကာလမှာတိုက်ပွဲတစ်စုံတရာဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာပါ။ကုမင်းဆွေးနွေးပွဲမှာနယ်မြေတွေပြန်ပေးဖို့စစ်ကောင်စီရဲ့တောင်းဆိုချက်ကို TNLA ဘက်ကသဘောတူညီမှုမရှိတော့ TNLA ထိန်းချုပ်ဒေသတွေကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေရလဲဖြစ်ပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်အစိုးရလက်ထက်တိစောက်ခဲ့တဲ့ရန်ကုန်နေပြည်တော်အမြန်လန်းပျက်စီးမှုတွေဖြစ်ပေါ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နှာဖာစစ်အစိုးရလက်ထက်ကစတင်ဆောင်လုပ်ခဲ့တဲ့ရန်ကုန်နေပြီးတော့အမြန်လမ်းမိုင်းဟာအခုနှစ်မှာမိုးတဲထန်စွာရွာသွန်းမှုကြောင့်ရောငှက်လျင်လှုပ်ခတ်မှုကြောင့်ပါတရားနေရာအချို့နဲ့လမ်းမိုင်းအချို့မှာမြေပြိုနှဲဝင်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ဒါကြောင့်မော်တော်ယာဉ်တွေဟာတရားနေရာတွေမှာအချိန်ချော့မောင်းနေနေရပြီးငှက်လျင်ကြောင့်မြေနှိမ်သွားတဲ့နေရာတွေရှိနေတာကြောင့်တရားတိုင်းအတက်အစင်းနေရာတွေမှာတတိထားမောင်းနေသင့်တယ်လို့မြေမောင်းတွေကမြို့တော်ကိုပြောပါတယ်။ 164မိုင်နီးမှာရှိတဲ့စွာချောင်းတရားဟာပြီးခဲ့တဲ့မေလကုန်ကမြေပြိုပြီးနှိမ်ဆင်းသွားတာကြောင့်ဘေးလီတန်တရားအစားထိုးပေးထားပြီးပြင်ဆင်နေသေးဖြစ်ပါတယ်။ဒါကြောင့်တလန်းသွားအနေနဲ့သာအသုံးပြုပြီးသွာလာလို့ရသေးရကြောင်းအသွားပြန်ကားတွေတလဲစီသာ ဖြတ်တန်းနေရတယ်လို့သိရပါတယ်။ပြင်ဆင်စားဖြစ်တဲ့အဲ့ဒီနေရာတွေဟာအမြန်လမ်းမှာမော်တော်ယာဉ်သွာလာမှုနည်းပါးချိန်တွေမှာတော့9မိနစ်ခန့်ဆောင်းရတယ်လို့သိရပါတယ်။ရန်ကုန်ကနေနေပြီးတော့ကိုသွား ိုင်းတိုင်း164မှာ168အကြာ အသွားလမ်းကြောင်းဟာပိုပြီးကြမ်းတမ်းလာကြအောင်အဲ့ဒီမိုင်းတိုင်းတွေမှာတတိထားမောင်းနေရမှာဖြစ်တယ်လို့သိရပါတယ်။နေပြည်တော်ကနေရန်ကုန်ကိုအသွားခရီးအတွက်စွာချောင်းတရားပြုပြင်နေရကြောင်းရှောင်းကွေးလိုကြတဲ့ရင်းမောင်းအချို့ဟာရန်ကုန်မန္တလေးလမ်းမိုင်းကိုအသုံးပြုကြရပြီ154မိုင်ရောက်မှသာအမြန်လမ်းပေါ်တက်ခါမောင်းနေနေကြတာဖြစ်တယ်လို့သိရပါတယ်ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အစ္စရေးအီရန် အပြစ်ရရေးအခြေအနေမရေရာမသေးချာသေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာမနေ့ကဇွန်လ24ရက်နေ့မှာအစ္စရေးနဲ့အီရန်နိုင်ငံလုံးအပေါ်အပြစ်ရထံဝေဖန်ခဲ့ပြီးညှိနှိုင်းပေးခဲ့တဲ့အပြစ်ခတ်ရစဲရေးကိုထိုးဖောက်နေကြရဲလို့သူကဆွဆွဲခဲ့ပါတယ်။ဒါကြောင့်အရှိအလဲပိုင်းကတိုက်ပွဲတွေရပ်တန့်သွားမလားဆိုတဲ့ကိစ္စဟာ မရှင်းလင်းသေးသလိုဖြစ်ခဲ့ရပါတယ်။ထရန့်ကကျွန်တော်တို့သဘောတူအားနဲ့ချက်ချင်းပဲထွက်လာပြီး အရင်ကမမြင်ဘူးတဲ့ဘုံတွေအများကြီးအစ္စရေးဘက်ကပြစ်ချကြတယ်။အီရန်ကိုလည်းကျွန်တော်မကျေနပ်ပါဘူး။ဒါပေမဲ့အစ္စရေးကတိုက်ခိုက်မှုတွေကနေဒီမနက်ဖဲထွက်သွားရင်တော့ကျွန်တော်တကယ်ကိုမကျေနပ်ပါဘူးလို့ပြောပါရယ်။ထီအီရန်မျိုးအနီးကဗေဒါတက်ဆင်စကန်နေရာတစ်ခုပေါ်အစ္စရေးရဲ့တိုက်ခိုက်မှုတစ်ခုပြီးမှထရန့်ကအခုလိုပြောကြားလိုက်တာလည်းဖြစ်ပါရယ်။အစ္စရေးဘက်ကတော့အီရန်ရဲ့အပြက်ခတ်ရက်စဲရေးကိုချိုးဖောက်တယ်။ဒုံးကျည်ပြစ်လို့မှုတွေပေါ်တုံ့ပြန်တဲ့အနေနဲ့အခုလိုပြန်လည်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။ ထရန်ကအစ္စရေးဝန်ကြီးချုပ်ဘင်ဂျာမင်နေတန်ရာဟုကိုတိုက်ခိုက်မှုတွေရပ်တန့်မှုပြောကြားတဲ့အပြင်အီရန်မှာလည်းအစိုးရစနစ်ပြောင်းလဲရန်မလိုချာသူကအလေးထားပြောကြားခဲ့ပြီးထပ်မံတိုက်ခိုက်မှုတွေကကျုပ်ထွေးမှုတွေစီကိုဥတီသွားလိမ့်မယ်လို့ပြောကြားခဲ့တယ်လို့ဆိုပါတယ်။မနေ့ကဇွန်လ24ရက်နေ့မှာနေတန်ယာဟုက ရုပ်သံဗီဒီယိုတစ်ခုမှာအစ္စရေးဟာမျိုးဆက်များစွာတိုင်အောင်ယက်တီနိုင်မဲ့သမိုင်းဝင်အောင်မြင်မှုကိုရရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အစ္စရေးဒရထရန်ထပ်ပို့ပြီး ကြီးမြတ်တဲ့မိတ်ဆွေမရှိခဲ့ဘူးကြောင့်သူကအဲ့ဒီရုပ်တံဗီဒီယိုမှာပြောကြားခဲ့ပါသေးတယ်။အီရန်သမ္မတမာဆော့ပက်ဇက်စကီယန်ကလည်းတမိုင်းဝင်အောင်မြင်မှုလို့ကြေညာခဲ့ပါတယ်။ဒေတာရင်းငိမ့်ညာစွာအတူရှင်တွဲနေထိုင်ခြင်းနဲ့တည်ငြိမ်မှုတို့အတွက်အီရန်ရဲ့ဂရိကဝတ်ဟာဆက်လက်တရှိနေမှာဖြစ်ကြောင်းသူကအလေးထားပြောကြားခဲ့ပါတယ်။အစ္စရေးအီရန်တိုက်ပွဲဟာဆက်နှစ်ရကြာခဲ့ပြီဖြစ်ပါတယ်။အီရန်ကျမ်းမာရေးဝန်ကြီးဌာနကနိုင်ငံအတွင်းလူ6000ဦးသေဆုံးပြီး 4900ကျော်ဒဏ်ရာရရှိခဲ့ကြောင်းပြောကြားခဲ့သလို အစ္စရေးမီဒီယာကလည်းနိုင်ငံအတွင်းလူ28ဦးသေဆုံးပြီး3000ကျော်ဒဏ်ရာရရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့သူတို့ရဲ့အာရုံစိုက်မှုဟာဂါဇာကိုပြန်လည်ရောက်ရှိလာပြီးဟားမတ်တွေကိုဖြိုခွဲဖို့လှုံ့ဆော်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီဒါရှိ ကျမ်းမာရေးအာဏာပိုင်များရဲ့အဆိုအရ2023အောက်တိုဘာလမှာစတင်ခဲ့တဲ့တိုက်ပွဲအတွင်း အခုအချိန်ထိလူပေါင်း9600ကျော်တေဆုံးခဲ့ရကြောင်းသိရှိရပါတယ်ရှင်။မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးဆေးရနာရှင်စနေဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအသေးသေးမှလည်းကင်းဝေးကြပါစေကြောင်း 有了阿奎达庙的树木，更长了一番人心。嗯